ဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမာပူတင်ထံစာတူပေးပို့ခဲ့ပါတယ်သူကဗလာဒီမီယာရဲ့ရတန်းကရပါတော့လို့ပြောပါတယ်အမေရိကန်သမ္မတကသူ့ရဲ့ social media platform ဖြစ်တဲ့ True Social မှာရေးသားခဲ့ခြင်းဖြစ်ပါတယ်သမ္မတထရန့်ကပူတင်အားလူသိရှင်ကြားဖန်တော်ဆုံးချိန်ဖြင့်အ ਨੇ ဆုံးတရားဝင်နာမည်ဖြင့်မိခွန်းပြောကြားခဲ့ခြင်းဖြစ်တယ်ထရန့်ကယူကရိန်းအပေါ်ရုရှားဒုံးကျည်တိုက်ခိုက်မှုကိုတုံ့ပြန်ခဲ့ပါတယ်။ပူတင်ကသူ့စကားကိုနားမထောင်ဘူးလို့ဆိုပါတယ်။ ပူတင်ကဆက်ဆံရတာပိုလွယ်တယ်လို့ထရန့်ကပြောပြီးတရက်အကြာမှာဒီမက်ဆေ့ချ်ကယူကရိန်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ပြဿနာဖြစ်လို့ဖြစ်ပါတယ်အမေရိကန်သမ္မတရဲ့စိတ်အလိုမချမှုများကြီးထွားလာပြီးတော့လူသိချင်းကြားပြတ်တန်းနေခြင်းဖြစ်တယ်တချိန်ကသမ္မတထရန့်ကပူတင်ကိုပါမစ်ရှင်တူးလို့ခေါ်ဆိုခဲ့မှုပါတယ်အခုတော့ထရန့်ကရုရှားဟာဟာဘောကစားနေတယ်လို့ပြောပါတယ်ဒါတွေအားလုံးကပူတင်ကိုယ်တိုင်တော့အသုံးမပြုတဲ့လူမှုကွန်ရက်မှာဖြစ်ပျက်နေခြင်းဖြစ်တယ် ဆိုရှယ်မီဒီယာမှာအဟစ်ပြောဆိုမှုတွေကစစ်ပွဲတွေကိုဆုံးသတ်မှာမဟုတ်ပါဘူး။တန်ခင်းတမန်ခင်းနဲ့လူကိုယ်တိုင်တွေ့ပြီးတော့မှဆုံးသတ်မဲ့ရာမျိုးဖြစ်ပါတယ်။အခုမေကွန်ကထရန့်ကပူတင်ကိုဆွဲဆောင်ဖို့ဘာလို့အမလဲ။ကျွန်တော်ရဲ့နောက်အစီအကံတစ်ခုကတော့ပုံမှန်တော့ရှင်းပြထားပါတယ်။ကိုယ်တိုင်ကြေညာထားတဲ့သဘောတူညီချက်ထုတ်ထားတဲ့ Donald Trump ကပြဿနာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့တူညီချက်ရင်းရုရှားသမ္မတ Vladimir Putin ကသူ့စကားကိုနားမထောင်ဘူး။ ဒါကကျွန်တော်တို့ပြောနေတဲ့ဆက်ကြော့တက်ဇာလန်တွဲတော့မဟုတ်ဘူးကမ္ဘာပေါ်မှာအကြီးဆုံးနျူကလ িয়ার အင်အားကြီးတစ်ခုဖြစ်တဲ့ဖြစ်တဲ့နှစ်ခုအကြောင်းပြောနေခြင်းဖြစ်ပါတယ်တဖက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဖြစ်တဲ့သူကယူကရိန်းစစ်ပွဲကိုပြီးဆုံးစေမယ်လို့ကတိပြုထားသူဖြစ်ပြီးရာသူတက်တဲ့နေ့မှာပဲဒီကတိကို ပေးခဲ့ပါတယ်ထရန့်က over office မှာကျွန်တော်မရောက်ခင်မှာရုရှားနဲ့ယူကရိန်းကြားမှာဆိုးဝါးတဲ့စစ်ပွဲကိုပြည်လဲအောင်ဖြစ်ရှင်းမယ် အမြန်ပြည့်လည်အောင်လုပ်ပေးမယ်ပြဿနာကိုဖြေရှင်းပြီးမြန်မြန်ဆက်ဆံဖြေရှင်းသွားမှာပါလို့တရက်ထက်တော့ပိုမကြပါဘူးလို့သူကပြောခဲ့ပါတယ်တခြားတော့မှာတော့ရုရှားသမ္မတဗလာဒီမာပူတင်ဖြစ်ပါတယ်သူကဒေါ်နယ်ထရန့်အပါအဝင်2000ခုနှစ်ကတည်းကအမေရိကန်သမ္မတ5ဦးနဲ့ဆက်ဆံခဲ့သူတူဖြစ်တယ်အမေရိကန်နဲ့ရုရှားတို့ကြားကြီးမားတဲ့ကွဲပြားမှုများရှိခဲ့တော့လည်းပဲထရန့်နဲ့ပူတင်တို့ကအချင်းချင်းဆက်ဆံရေးတိစောက်ခဲ့ကြသူတွေပါထရန့်ကပူတင်ကိုညံကြီးရှင်တယောက်လို့မကြာခဏပြောလို့ရှိပါတယ် တဖက်ကလည်းပူတင်ကထရန့်ကိုရဲရင်ဒူးလို့ပြောပါတယ်သူတို့နှစ်ယောက်စလုံးကယင်းနေတဲ့ဆက်ဆံရေးတွေရှိကြတယ်လို့ဆိုပါတယ်ဒီခုနှစ်ထရန့်တမရတောက်ယူတောက်ဝန်ယူချိန်မှာယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက်ပူတင်ကိုဩဇာလွှမ်းမိုးနိုင်မယ်လို့သူတေချာပေါက်သိနေပါတယ်အခုဆို လေးလလောက်ရှိပြီငင်းချင်ချင်းသဘောတူညီချက်ကဖြိုဖျက်ဖြစ်နေစေပါပဲပထမတော့ထရန့်ကယူကရိန်းစိုးနေမှုအတွက်တမရတော့ ယူကရိန်းတမဒဇယ်လန်စကီကိုပြဿနာရှာပါတယ်သူကအပြစ်တင်တယ်ဘုရူအနေမှာထွန့်က True Social မှာဇယ်လန်စကီကိုစန့်ကျင်ပြောဆိုခဲ့ပါတယ်ဇယ်လန်စကီမှာဂဇာရန်ကတ်တွေမရှိတော့ဘူးလို့ပြောပါတယ်အဲ့ဒီနောက်ဂျာဘရီနေမှာရုရှားကယူကရိန်းကိုဒုံးကျင်နဲ့ပြစ်ပါတယ်ရုတ်တရက်ဆိုလိုပဲထွန့်ကတော့ရုရှားတမဒအပေါ်ချစ်ခင်မှုအလုံးရှုံရှုံသွားခဲ့ရပါတယ်အမေရိကန်တမဒက Social Media ကိုထပ်ပြီးဗလာဒီမာရေးရလိုက်ပါတော့လို့ရေးသားခဲ့ပါတယ် ကိကူရုရှားရဲ့တိုက်ခတ်မှုပေါ်မရှိနောက်ဘူးလို့တမနာကပြောပါတယ်။ညီချင်းချင်းတဘောသူချင်းချက်ကိုအကောင့်တက်ဖို့အတွက်ပူတင်ကိုတိုက်တွန်းခဲ့ပါတယ်။ပူတင်ကညာဂျီရှင်တူးလို့ခေါ်ဆိုခဲ့တဲ့အရာမှာစစ်ပွဲကိုရပ်တန့်ပါဗလာဒီမီယေလို့တမနာကထပ်ပြီးတော့ပြောင်းလဲပြီးတော့ပြောခဲ့ပါတယ်။ရှင်းနေတာကတမနာကပူတင်ကို၎င်းရဲ့အမည်ဖြင့်မိခွန်ပြောမှာပြောရန်လုံလောက်တဲ့တစုံတရာစိတ်ဆိုးသွားသည်မှာတေချာနေပြီဖြစ်ပါတယ်။ ်ပူတင်ကရုတ်တရက်မရှိဘူးလို့ထရန့်ကထပ်လောင်းပြောကြားခဲ့ပါတယ်ထရန့်ကမင်းညက်ကမကြိုက်ဘူးအဲ့ဒါကိုနဲ့ပတ်သက်ပြီးတော့ပြောဆွေးမှုလည်းမရှိဘူးငါတို့ညဉ့်ချင်းစကားပြောနေတဲ့ကြားမှာဒုံးကျည်တွေပြစ်လို့တယ်အဲ့ဒါကိုငါလုံးဝမကြိုက်ဘူးဆိုလိုချင်တာကလုံးဝရတန်းပါတော့လို့ထရန့်ကပြောခဲ့ပါတယ်ပူတင်ကိုထရန့်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းဖြစ်တဲ့ True Social မှာပြစ်တင်ပြောဆိုခဲ့ခြင်းဖြစ်တယ်ဒါပေမဲ့လည်း အစောပိုင်းတရက်ကပဲထရန့်ကပူတင်ကိုချီးကျူးခဲ့တယ်။ရုရှားကယူကရိန်းထက်ဆက်ဆံရတာပိုလွယ်တယ်ပိုလွယ်တယ်လို့တော့ထရန့်ကပြောခဲ့ပါတယ်။ထရန့်ကပူတင်ကိုတကြိမ်ပွေပန်ခဲ့တော့လဲဇလန်စကီရဲ့၎င်းရဲ့စုပ်မှုကိုမရတန့်ခဲ့ပါဘူး။ထရန့်ကလွန်ခဲ့တဲ့၃နှစ်ကငြိမ်းချမ်းရေးတပေါ်သူညချက်မပြုလုပ်ခဲ့တဲ့အတွက်ဇလန်စကီကိုပြစ်တင်ခဲ့ပါတယ်။ယူကရိန်းကောင်းဆောင်ဟာငြိမ်းချမ်းရေးတပေါ်သူညချက်ကိုမလိုလားဘူးလို့တော့ထရန့်ကပြောပါတယ်။တဒမယေဆို ဒါဆိုရှယ်မီဒီယာမှာအလုံးမဖြစ်ပါဘူးစစ်စစ်ပွဲကတကယ်အခြေအနေအမှန်ဖြစ်တယ်ရုရှားက၎င်းရဲ့တောင်းစုချက်တွေကိုညှိနှိုင်း၍မရလို့ဆိုပါတယ်အကယ်၍ထရန့်ကစစ်ပွဲကိုဆုံးသက်ရအလေးနဲ့ထားပါက तू ကသူ့ရဲ့ဖုန်းကိုချပြီးပူတင်ကိုလူချင်းတွေ့ဆုံမှဖြစ်ပါတယ်ဒါပေမဲ့တခုတည်းတော့မင်းကတော့ပူတင်နားထောင်ပါလား